လှိုင်သာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်မှုကြောင့်ရဲများထိခိုက်မှုရှိနိုင်ကြောင်းသိရပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ရာရဲများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။အော်တိုဘာလ21ရက်နေ့ည9:48မိနစ်ခန့်တွင်လှိုင်သာယာမြို့နယ်အနောက်ပိုင်းအနော်ထာလမ်းပေါ်ရှိတောင်ကြီးရဲစခန်းကိုတော်လာရေးတပ်ဖွဲ့များကလက်ပစ်ပုံး၃လုံးပစ်သွင်းတိုက်ခဲ့ကြောင်းသိရပါတယ်။ထိုးတိုက်ခိုက်မှုတွင် ရဲစခန်းဝင်ရလွင့်ရှိရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစခန်းဝင်ကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရှိရပါသည်။တောင်ကြီးရဲစခန်းသည်အကြမ်းဖက်စစ်တပ်၏အထူးရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေကြပြီးပြည်သူများကိုနှီးမျိုးစုံဖြင့်မတရားဖမ်းဆီးနှိပ်စက်နေသောထိုင်သာရရဲတပ်ဖွဲ့ကို Operation Flame Fire Power အထူးစစ်ဆင်ရေးစစ်ရေးပြမှတ်ဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Operation Flame ဖွဲ့မှတာဝန်ရှိသူကရှင်းပြပါသည်။ လှိုင်းသားရအနောက်ပိုင်းတောင်ကြီးရဲစခန်းကိုလက်ပစ်ပုံးသုံးလုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါရဲစခန်းဝင်ဂိတ်ကင်းသာကြားရောက်ပောက်ွဲပြီးရန်သူထိခိုက်မှုရှိနိုင်ပါတယ်ရဲစခန်းထဲကိုစစ်ရုံကားတွေဝင်သွားတာတွေ့လို့ဒီပြင်သတင်းရသိရှိရပါတယ်ဟု Operation Flame ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြည်မြန်တမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း Operation Flame အနေဖြင့် အကြံပေးစစ်ကောင်စီပြုလို့မိအတုရောက်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တွန်တိုင်းမှာမိများတဲ့အားလုံးနဲ့အတူလက်တွဲပြီးအကြံပေးစစ်တပ်ကိုအရှင်မြင့်တက်ခိုက်ချေမှုန်းသွားပြီးဖြစ်ကြောင်းသိရှိရပါတယ်။မုံရွာမှာအင်ချမ်းမြေပွဲစားပြန်ပေးဆွဲခံရပြီးကျပ်သိန်း9000နဲ့ပြန်ရွေးခိုင်းကြောင်းသိရပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာအင်ချမ်းမြေပွဲစားလုပ်နေတဲ့ရှင်းနေတူပြန်ပေးဆွဲခံရပြီးဖောက်ပေါက်သွားသူတွေကကျပ်သိန်း9000နဲ့ပြန်ရွေးခိုင်းနေကြောင်းမြို့ခွန်တချို့ကပြောပါတယ်။အောက်တိုဘာလ27ရက် မနေ့ပိုင်းကမုံရွာမြို့ပေါ်မှာအင်ချမ်းမြေပွဲစားလုပ်နေရှေ့နေလဲလုပ်တဲ့အမျိုးသားတူဦးဟာခြံကြည့်ကျင်လို့လက်ပြဖို့ဖုန်းဆက်ခေါ်လို့သွားချိန်မှာပြန်ပေးဆွဲခံလိုက်ရကြောင်းနီးစပ်သူတချို့ကပြောပါတယ်။အင်လိုက်ပြဆိုပြီးဖုန်းဆက်လို့ခေါ်သွားတာသူတို့ချိန်တဲ့နေရာရောက်တော့ပြန်ပေးဆွဲသွားတာလို့နီးစပ်သူမျိုးသားတူဦးကပြောပါတယ်။ပြန်ပေးဆွဲခံရသူရဲ့ကားပါသွားပြီး၎င်းကိုလှုပ်ပေးဖို့အတွက်ကျပ်သိန်း9000တောင်းနေကြောင်းနီးစပ်သူတွေကဆိုပါတယ်။မုံရွာမှာနည်းနည်းနာမည်မထွက်လိုက်နဲ့ထွက်လိုက်တာနဲ့အကောင်ပြန်ပေးဆွဲခံရပြီသားမှတ် ဒါကြောင့်တော်တော်များများလည်းမုံရွာမှာမရှိကြတော့ဘူးအကုန်ပြေးကြပြီလို့မုံရွာမြို့ကတူကပြောပါတယ်မုံရွာမြို့မှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဥပဒေစိုးမှုမှုကင်းမဲ့လာပြီးခိုးမှုလူသက်တပြမှုပြန်ပြီးဆွဲမှုတွေမကြာခဏဖြစ်ပွားနေလို့မြို့ခံတွေစီကတီးရပါတယ်ဒါအပြင်မုံရွာနယ်တဝိုက်မှာလည်းအာဏာသိမ်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးဖွဲ့တွေတပ်ဖွဲ့တွေဖြစ်ပွားနေပြီးစစ်အုပ်စုကလေကြောင်းကနေပါလူနေအိမ်ကျေးရွာတွေကိုတက်ခတ်နေကြောင်းတီးရပါတယ်စစ်တောင်းရဲ့အရှိတ်ဘက်ကမှတိုက်ခံနေရတဲ့စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းနေကြောင်းသိရပါဗျ ဘကိုရိုင်းရေသာရှင်မြို့နယ်စစ်တောင်းပြည့်အရှိဘက်ကမှတိုက်ခံနေရတဲ့စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းနေတယ်လို့နေပြည်တော်ရိုင်းစစ်ဌာနအမှတ်ရှစ်တမျက်ရှစ်တရင်တာဝန်ရှိသူတူကပြောပါတယ်။ရေသာရှင်မြို့နယ်စွာမြို့နယ်သုံးမိုင်လောက်သာဝေးတဲ့ရွာသစ်ကြီးရွာကစစ်ကောင်စီတပ်ထန်စကားနဲ့ကာကင်းတွေကိုနေပြည်တော်ရိုင်းစစ်ဌာနလက်အောက်တရင်တွေကအောက်တိုဘာလ20ရက်နေ့မှာတင်ပိုက်တဲ့နောက်စစ်တပ်ကအင်အားဖြည့်နေတာလို့ဆိုပါတယ်။အထိနာထားတဲ့စကားစက်ဘက်ကတော့အင်အားဖြည့်တင်းတာရှိပါတယ်။နှစ်ဖက်တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့ အထက်ပါတာဝန်ရှိသူကစီးရဲအခြေအနေပေါ်ရှင်းပြပါတယ်။ရေဒါရှင်မျိုးနဲ့စီးရဲတရင်ရင်းတွေကလည်းစွာမာကိုကခလာရ19နဲ့84ရှိတယ်။ရင်းညီမျိုးဘက်ကနေလည်းအင်အားတိုးလာတဲ့ကြားတယ်။စုပေါင်း300ဝန်းကျင်လောက်တော့ရှိနေမယ်လို့ခန့်မှန်းပြောပါတယ်။လက်တလုံးမှာတော့စစ်ကောင်စီတပ်ရဲ့တံမြန်ထိုးစစ်ကိုစောင့်ကြည့်နေဆဲဖြစ်ပြီးနှစ်ဘက်ထိတွေ့မှုမရှိသေးဘူးလို့ကာကွယ်ရဲဘော်တူကပြောပါတယ်။စစ်တောင်းမြေအရှိဘကန်းကရွာသိရွာစစ်ကောင်စီတပ်စခန်းကိုနေပြည်တော်တိုင်းစစ်ဌာနချုပ်ဘူဟာအဆင့်စစ်စင်ရေးနဲ့အကောင့်ထဲပေါ်ခဲ့တာလို့သိရပါတယ်။ ရော့တစ်ဂျေရွာမှာစစ်ကောင်စီတပ်ကအင်အား60ဝန်းကျင်နဲ့ပြီးခဲ့တဲ့နှစ်ကလေးကအထိုင်စခန်းချထားတာဖြစ်ပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုပါဝင်15ဦးတေဆုံးခဲ့ပြီးစစ်တုံးပါ2ဦးဖမ်းဆီးရကတရင်မှုညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခါနာကြောင့်အသေပြတ်တက်လိုက်ရတယ်လို့အသိပေးထားပါတယ်။စကားနေတိုက်ပွဲမှာ drone ဖြတ်ဆက်အပါအဝင် MA11 တလက်၊ MA3 တလက်၊ G3 တလက်၊60မမတလက်၊ pistol တလက်၊60မမ G5 လို့ ီပေါက်10ခုဂျီမျိုးစုံထောင်ဝင်ကျင်နဲ့မစ္စတာတလုံးနဲ့တင်းစီခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ခလက်တခုနိုင်ရွာရဲစခန်းကိုစစ်ကောင်စီတပ်ကပြန်လည်တပ်ဆွဲလိုက်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်ကျိုင်းစိတ်ကြီးမြို့နယ်မှာရှိတဲ့ခလက်တခုတိုင်ရွာရဲစခန်းကိုစစ်ကောင်စီတပ်ကပြန်လည်တပ်ဆွဲလိုက်ပြီးနောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့အေသား2ဦးထိမှန်တရရတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။အော်တိုဘားလာစမ်းပိုင်းကစစ်ကောင်စီတပ်ဟာမွန်ပြည်နယ်မှုလို့မြို့နယ်အပစ်ကြီးရွာကနေတဆင့် ရင်ပြည်နယ်ကျိုင်းစေကြီးမြို့နယ်ပုလိန်ကျေးရွာနယ်ခလေကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးခလေတခုံတိုင်းမှာရှိတဲ့ဇီးပြုံကုန်းဖျားမှာတက်ဆွဲထားတာဖြစ်ပါတယ်။အဲဒီစစ်ကောင်စီတက်စစ်ကြောင်းဟာဇီးပြုံကုန်းဖျားအနီးမှာရှိတဲ့ခလေတခုံတိုင်းရဲစခန်းဝင်းထဲကိုပြန်လည်ဝင်ရောက်တက်ဆွဲလိုက်သလိုခလေကျေးရွာကွက်တရွက်ကွက်တွင်းမှာလည်းနေရာယူထားတယ်လို့ကရင်သတင်းရင်းနှီးကပြောပါတယ်။ခလေတခုံတိုင်းရဲစခန်းကိုပြန်လည်နေရာယူလိုက်ပြီးနောက်အော်တိုဘားလ21ရက်မှာစစ်ကောင်စီတပ်ကသူတို့အထံချတက်ဆွဲထားတဲ့ဇီးပြုံကုန်းဖျားကားတွေတစ်စင်း အနီးဝင်တင်ကျေးရွာတွေဘက်လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာတခုံတိုင်းကျေးရွာနဲ့ကြောက်ပေါက်ွက်ခဲ့ပြီးဒေသခံအုပ်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ကလဲတခုံတိုင်းကျေးရွာဟာခင်ယူရဲ့အုပ်ချုပ်ရေးတပ်မတ်ချက်ရဒူပလာခရိုင်ဝင်းရင်မြို့နယ်တပ်မဟာ6နေမြေထဲမှာရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကလည်းကလဲတခုံတိုင်းရဲစခန်းကိုခင်ယူ PDF ပူပေါင်းတပ်တွေကထိုက်ခဲ့တဲ့အတွက်အဲ့ဒီရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစခန်းအနီးမှာရှိတဲ့ဇီးပြုံးဘုရားစီစုပ်ပြေးပြီးဒီနေ့အချိန်ထိတဆွဲထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကစပြီးကရင်ပြည်နယ်ကျန်းစစ်ကြီးမြို့နယ်ကျန်းစစ်ကြီးစံမျောလာနဲ့တံဖြူစရဲ့ဖျားသုံးသူလမ်းပိုင်းတွေမှာစစ်ကြောင်းထိုးလာခဲ့ရာခင်ယူပောင်းတပ်တွေနဲ့တပ်ပွဲတွေဖြစ်ပွားခဲ့တာလို့သိရပါဗျ။ကလေးတမှုကံကောလမ်းပိုင်းကိုစစ်တပ်ကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးနေ၍ပြည်သူတပေါင်းတော်ဘေးလွရာထွက်ပြေးတင်းရှောင်နေရပြီးစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းသိရပါဗျ။သခိုင်းတိုင်းကလေးမြို့နယ်အတွင်းရှိကလေးတမှုကံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးနေ၍ ပြည်သူတောင်းကြောဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရပြီးစားနပ်ရိက္ခာများအရေးပေါ်လူအနေကြောင့်ကလေးမျိုးလူထုတပ်ဖွဲ့ဥဆောင်ကော်မတီတာဝန်ရှိသူတူကပြောပါရတယ်။အော်တိုဘာလပိုင်းကစပြီးကလေးမျိုးနယ်အတွင်းရှိကလေးတမူလမ်းပိုင်းနဲ့ကလေးကံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးနေသောကြောင့်ဒေသအပြည်သူများပြားအရေးပေါ်နေရက်စွန့်ကွာထွက်ပြေးတင်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါရတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ထိုလမ်းပိုင်းတလျှောက်ရှိကြေးရွာများမှပြည်သူတောင်းကြောသည်ဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရပြီးတကြီးရွယ်အုံများ ကိုဝန်ဆောင်မိခင်နဲ့ကလေးငယ်များအတွက်အရေးပေါ်စာနာရိတ်ကကျန်းမာရေးကူညီဆောင်ရှောက်မှုအခြေခံစားသောက်ကုန်စသည့်ကူညီများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။စစ်ခွေးတွေကအင်အားအလုံးစုံနဲ့ကိုစစ်ကြောင်းထိုးနေတာ။အခုပြင်းနေရတဲ့ရွာတွေအကုန်လုံးကကလေးတမှုကံကောလမ်းပိုင်းကရွာပါ။လူရေကတော့တပေါင်းတော်လောက်ရှိပါတယ်။ဗီဒူတွေတချို့ကတော့ဤဆရာဆွေမျိုးတို့စီကိုတိတ်ရှောင်နေကြပြီမဲ့အများစုကတော့တောတောင်တွေထဲမှာဒုက္ခရောက်နေကြပါတယ်။စာနာရိတ်ခါရီအရေးပေါ်လိုအပ်ပါတယ်ဟုကလေးမျိုးလူထုတပ်ဖွဲ့ဥဆောင်ကော်မတီမှတာဝန်ရှိသူကပြောပါတယ်။ အရေးပေါ်တင်းရှောင်လေရသည့်ဒေသပြည်သူတို့၏လိုအပ်ချက်များကိုအချိန်မီဖြစ်တင်းနိုင်ရန်ကလေးမျိုးလူထုတပ်ဖွဲ့ဥဆောင်ကော်မတီအနေဖြင့်အရေးပေါ်တုံ့ပြန်ရေးနှင့်ကုညီရေးဖွဲ့အားဖွဲ့စည်းလိုက်ပြီးနိုင်ငံတကာရောက်ပြည်သူများဒေသတွင်းမိတ်ဖက်ဖွဲ့စည်းများပြည်တွင်းပြည်ပရှိတော်လှန်ရေးအားစုများဒိုင်းရင်းသားဖွဲ့စည်းများနှင့်နိုင်ငံတကာဖွဲ့စည်းများအနေဖြင့်လက်ရှိကလေးမျိုးဒေသအတွင်းရှိနေရာတင်းရှောင်လေရသည့်ဒေသခံမိဘပြည်သူတို့၏အရေးပေါ်လိုအပ်နေသည့်အခက်အခဲများစောင့်ကြည့်ကာပမ္ပုကူရင်နိုင်ငံမြစ်တရက်ခံကြောင့်ကလေးမျိုးလူထုတပ်ဖွဲ့ဥဆောင်ကော်မတီမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်